ကျမတို့ငွေဆောင်မရောက်တာတော်တော်ကြာပြီပေါ့နော်အခုတော့ဒါငွေဆောင်သွားခဲ့တုန်းကဗီဒီယိုလေးတွေကိုပြန်ကြည့်ပြီးတော့အက်ဒီလေးပြန်လုပ်ပြီးတော့တင်ပေးတာပါဒါကကျမတို့သမီးလေးတော်တော်ငယ်သေးတယ်အဲ့ဒီချိန်တုန်းကကျမငွေဆောင်သွားတာပေါ့နော်အမေရဲ့အတော်ရီရဲ့နောက်ခလေးတွေရဲ့ပေါ့နော်ခလေးတွေအဲ့ဒါတွေခေါ်ပြီးတော့ကျမတို့ငွေဆောင်သွားတယ်ငွေဆောင်ကဒါကျမတို့တဲတာရမုံနာဦးဟိုတယ်ပေါ့နော်ဟုတ်ပါဘိုင်အောင်လို့ရမုံနာဦးဟိုတယ်မှာတဲတာပါဟိုတယ်လေးကအရန်ကောင်းနေသီးလားတဲလို့လေး စားဖြစ်လဲကောင်းတယ်စားတော့တွေလဲကောင်းတယ်ပေါ့နော်တဲရတာကြိုက်တယ်ဒီလိုလားလေအာဖွားစီတို့အားရပဲတော့တော့တော့ဘုပ္ပကံတော်လူဟုတ်ပါကံကားနှစ်ယောက်ခံတော်တော်ပြည့်ရပဲအဲ့ပါ 我爱你们。你谁？你查路了吗？你查路了吗？我查了。好，我了。 ကျမတို့မိသားစုတွေကကြာတော့မိသားစု၄ယောက်ကကြာဒီခန်းမှာတဲတယ်ပေါ့နော်ဒါ၂ယောက်ခန်း၂ယောက်ခန်းကိုကျမတို့ဘတ်ထိုးပြီးတော့တဲလိုက်တယ်အမေနဲ့အတော်တွေကကြာတော့ဒီအိုက်ဒီဘတ်ခန်းမှာတဲတယ်ပေါ့နော်သူတို့က family ခန်းမှာဒါတော့ရရောက်ချင်းခဏနာပြီးတော့ကလေးတွေရေးတဲ့စင်းညာပေါ့နော်အဲ့ဒါကိုလိုက်ကြည့်ပြတာပါသူကတော့ရင်းမြင်ရေးထဲမှာစော်နေရပြောနေတာ ကျွန်တော်ချောင်းသာနဲ့ငွေဆောင်ဆိုလို့ရှိရင်ငွေဆောင်ပူကြိုက်တယ်ပေါ့နော်လူလည်းရှင်းတယ်ပြီးတော့ရေလည်းပူတန့်တယ်လို့ပဲပေါ့နော်ရေလည်းပူတန့်တယ်ချောင်းသာမှာじゃလူသားများရပေါ့နော်ပြီးရေရတဲ့ခါလေးじゃညက်ပတ်တယ်ပေါ့နော်ညက်ပတ်ပြီးတော့ဟိုအမဲဖတ်တယ်ပါတယ်လည်းမသိရကြောက်ဝင်သေးလို့ဟာမျိုးအဲ့အရာတွေကလည်းပါပြီးအခုရာရောပေါ့နော်အဲ့လိုမျိုးဖြစ်တော့လေငွေဆောင်လာတာတော့ကြိုက်တယ်ငွေဆောင်တော့ရေတော့တတိထားတာပေါ့နော် တော့ကန်းကြီးမှာစောတာနေအားမရဘူးเนาะအာပြန်တက်လာပြီးတော့အာရေဥပန်ထဲမှာပါထပ်စောကြကျွန်မရဲ့ခလီညာကရေကိုအဲ့လိုမျိုးစောရတော့ကြိုက်တာဟုတ်ကဲ့ ။ဒါကတော့ညာပိုင်းလေးပေါ့။နောက်ညာပိုင်းလေးကျမတို့အမေနဲ့အတော်တွေကအဲကန်းကျင်ဘက်ကိုခဏဆင်းညာတာပေါ့နော်။ဒါတော့ငွေဆောင်ကတည်းကတဲတွေလည်းတန်တယ်တော်။တဲကြီးလည်းဖြူဖြူလေးပေါ့နော်။ကျမတို့အဲငွေဆောင်မှာနှစ်ညအိတ်သုံးရက်နေခဲ့လိုက်တယ်ပေါ့နော်။အဲ့ဒါတော့မမဝအောင်ထပ်ပြီးတော့နေချင်းသေးတာပေါ့နော်ဒါပေမဲ့ကိုယ့်ရဲ့အလုပ်ကိစ္စရလည်းမပြတ်သေးတော့လေအားနဲ့ပဲအညာကြီး၃ရက်နဲ့ပဲကျွန်တော်ပြန်လာခဲ့ကြတယ်ပေါ့နော် ်ချမ်းလို့လားဝေဆောင်ထပ်သွားခြင်းလေးရေပေါ့နော်အခုဗီဒီယိုအက်ဒစ်လုပ်တာနဲ့ကြည်ပြီးတော့ထပ်ပြီးတော့သွားခြင်းစိတ်လေးပေါ်လာသွားတော့သွားပါဦးမယ်သွားနိုင်ဖို့လဲကြိုးစားပါဦးမယ် တင်းနန်းသူအမတယောက်ပြောဘူးရယ်ပေါ့နော်ခလေးတွေငယ်တုန်းမားတဲ့ခကြီးတွေထွားတဲ့အဲ့ဒါမားတယ်နောက်ဆိုခလေးတွေကြီးမှဆိုရင်သူတို့ကအားကိုကမအားပေါ့နော်ကိုကအားရင်သူတို့ကမအားလို့အချိန်တွေကညှိရတာပေါ့ခတ်လာတယ်ပေါ့နော်အဲ့တော့မိသားစုဆုံဆုံနဲ့သွားဘူးကနောက်ဆိုကြီးလေးခတ်လာလိဖြစ်လိမ့်မယ်ပေါ့နော်အဲ့ဒီအမပြောတဲ့စကားလေးကိုကျမအရန်ကြိုက်တယ်ပြီးတော့ကျမတို့မိသားစုကလည်းခကြီးထွက်ကတော့ကြိုက်တယ်ပေါ့နော်ပြောရဲစိတ်စိတ်ဟိုလွတ်လပ်တယ်ပေါ့เนาะအားကြောင့်မလို့ခကြီးလေးတွေကိုတော့အမြဲတမ်းထွက်ပြေးအောင်တော့ ံဖန်တီးကြရတယ်ပေါ့နော်ကျမရဲ့ဒီနေ့ vlog လေးကတော့ဒီလောက်ပါပဲဒါကတော့အရင်ကဗီဒီယိုအဟောင်းလေးပါတတ